မိတ်ဆွေများအားလုံးမင်္ဂလာပါခမညကိုစိတ်နှစ်ဖြာစမ်းမပျော်ရွှင်ကြပါစေခမညအခုချိန်ကစပြီထင်ရှားကြော်ကြားခေါင်းဆောင်ကြီးများပြည်တွင်းပြည်ပတော်လှန်ရေးအသိပညာရှင်အတတ်ပညာရှင်တို့ရဲ့အတွေ့အခေါ်အယူအဆများနဲ့အဆိုမိတ်များနေစဉ်ဘဝအရေးနဲ့ပတ်သက်ပြီးအသိပညာပေးအစီအစဉ်များကို မျှဝေပေးမှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးခံစားကြည့်ရှုနာဆင်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ခမညာတာတယုတ်တယုတ်ဆက်ယုံနေပေါ့တယုတ်ဆက်ယုံနေပေါ့ကိုရီးယားတို့ဂျပန်တို့ကအဲ့လိုမလုပ်ဘူး အလုတ်သမားကိုပြစ်ဆလက်ခတ်ပဲတော့မှမလုပ်ဘူးဒိတ်ကိုရီးယားတို့ဂျပန်တို့အင်္ဂလိပ်တို့ပါလေတရားစစ်ပစ္စည်းထုတ်တဲ့ဆက်ယုံကမြန်မာအလုတ်သမား၁၀ယောက်ကိုလစာမပေးဘဲနဲ့အလုတ်တော်ထုတ်ပလိုက်တယ်ကဲအလုတ်သမားအခွေးကြီးတွေဆုံးရှုံးနေလစာတွေဆုံးရှုံးနေအလုတ်ခတ်အလုတ်ထုတ်ခံရတဲ့အတွက်ကြောင့်ဘလောက်နစ်နာသွားလဲစဉ်းစားကြည့်လေဒီလူတွေကဘာနဲ့သွားစားမလဲငားနေတဲ့အိတ်ခမ်းဖို့ဘာနဲ့သွားပြေးမလဲရေဖို့မီးဖို့ဘာနဲ့သွားပြေးမလဲကဲနော် ိုင်းနိုင်ငံမှာအခုဖြစ်နေတာပြီးတော့စစ်မှုထမ်းချောင်ဖို့ထွက်ပြေးလာခဲ့တဲ့မြန်မာပေါင်း200ကျော်ကန့်ချနာပူဒီမှာဖတ်ခံရတယ်ဖဖို့တို့မြန်မာတွေကတရင်ဖတ်တာအားနေတယ်တတော်များများရဲ့ TikTok ကိုပဲကြီးကြီး Facebook ကိုပဲကြီးကြီးဟောအမတမီးစားအကြောင်းတွေကြီးပဲ share တယ်တင်တယ်တကယ် ို့အသက်အန္တရာယ်ကိုပေးနိုင်တဲ့သတင်းတွေကိုသူတို့မဖတ်ဘူးလူကြီးမိဘတွေကလည်းမဆုံးမအောင်ပြောကျင်တာကဖိုးဖိုးတို့တိုင်းပြည်ကပညာမတက်ကြဘူးလေအဲ့လိုပြောလို့ဖိုးဖိုးကပညာတက်နေသလားဆိုတော့ဖိုးဖိုးလည်းမတက်ပါဘူးဒါပေမဲ့အယူကတမှုတာဆိုဖို့ဖို့ကသူတို့ထက်တော့တာတယ်။ဘာတာလဲဆိုဖို့ဖို့ကသတင်းတွေဖတ်ကြတော့သတင်းတွေညှိတိုင်းဖတ်တော့သူတို့ထက်သိတယ်လေ။နော်။ဒါကြောင့် ဖို့လည်းပညာတက်နေတာတော့မဟုတ်အယူကတမှုသားတဲ့ဖဖို့ကသတင်းဖတ်တော့သူတို့ထက်တမှုသားတယ်ဗျတမှုသားတယ်အဲ့တော့ဘိုးတို့တိုင်းကပညာမတက်ဘူးပညာမတက်တော့အဲ့ဒီမိဘတွေကမိမဆုံးမဖမဆုံးမတွေကကိုသားသမီးတွေကိုမဆုံးမအောင်ကိုသားသမီးတွေကိုအာသတင်းလေးတွေဖတ်ပြီးတော့အခုတိုင်းပြည်မှာဘယ်လိုအခြေအနေရှိတယ်ဆိုတာမပြောပြကြအောင်မပြောပြကြအောင် ဒီသမီးစားထားပြီးတော့လင်းယူသားမွေးတာနဲ့ပဲသူတို့ရဲ့ Facebook တွေကအချိန်ကုန်နေတယ်သူတို့ရဲ့ TikTok တွေကအချိန်ကုန်နေတယ်သူတို့ data သူတို့ရဲ့ internet တွေကအချိန်ကုန်နေတယ်ကိုယ့်အသက်ကိုကောက်ွယ်ပေးနိုင်တဲ့တရင်းတွေကိုသူတို့လုံးဝကိုအချိန်မပေးဘူးအချိန်မပေးဘူးအဲ့ဒီကလေးတွေအဲ့လိုပြက်စီးတာဒီမိဘတွေကြောင့်မိမဆုံးမဖမဆုံးမနော်မိဘတွေကြောင့်နော်မိဘတွေကြောင့် ထိုင်းကရင်နယ်စပ်မှာကัจฉနဘူရီဆိုတာဖျားတုတ်သူနယ်စပ်ကြီးဗျာဒီလောက်ကြားဖြန့်နဲ့ထိုင်းကဝင်းကြီးချုပ်ကိုယ်တိုင်ကကွေဦးစီးချုပ်ကိုယ်တိုင်ဖမ်းနေပါတယ်ဆိုမှလူတွေရာကြည်ပြီးအစုလိုက်အပြုံလိုက်ဝင်လာတယ်ဆိုတဲ့ကွာစဉ်းစားကြည့်ဒီထိုင်းဖမ်းတာမှားတာမဟုတ်ဘူးအဲ့ဒီဝင်လာတဲ့သူတွေမှားတာအဲ့တော့ဝင်လာတဲ့သူတွေကတပည့်တော်တို့ ဝေးလာတော့မှဖို့ဒါပွဲစားဖို့လို့ဆိုတာအဲ့လိုပို့တဲ့ပွဲစားနဲ့ဘာလို့လာလဲဖဖုံတို့ဘလို့ပွဲစားနဲ့လာတဲ့နဲ့ဘလို့ပွဲစားနဲ့လာတဲ့နဲ့ဖဖုံတို့ပြောနေအာရီလဲပေါ့အောင်တော့ဘယ်တရင်ဌာနသွားဖက်ဖက်ဒီထိုင်းအကြောင်းလေးကြီးပဲတင်ထားတယ်အဲ့ဒါလေးတို့မဖက်ဘူးကြားပြန်အကြောင်းကရင်ပြည်နယ်နယ်စပ်မှာထိုင်းကကကွေဦးစီးချုပ်တွေရောရဲတွေရောဝင်ကြီးချုပ်တွေရော အအပူတပင်းတဲ့ကိုဖမ်းနေပါတယ်ဆိုမှသူတို့ကဝင်လာတယ်ဆိုတော့ပွဲစားကိုပတ်ဆက်ပေးပြီးတော့ငါတို့ကမင်းအောင်လိုင်းလက်ထက်ပို့ပေးပါလို့ပြောလိုက်တယ်နေတူတူပဲမင်းအောင်လိုင်းရှီသွားကျင်တာမြတ်ပွဲစားကိုပတ်ဆက်ပေးနေစရာလိုသေးလို့လားဟမ်အဲ့လောက်ထိအချိန်ကြီးကုန်နေအချိန်ကြီးငွေကြီးကုန်စရာလိုသေးလို့လားမင်းအောင်လိုင်းစီသွားကျင်တာမြန်ဗျာမြန်မာနိုင်ငံမင်းအောင်လိုင်းနဲ့နီးနီးလေးပေါ့ချိုရင်းမှုရှိသွားလိုက် ဟိုကျွန်တော်တို့စစ်တဲ့ဝင်ကျင်လို့ပါတွတ်ပြောအဲ့ဒါအပြင်နေရာကောင်းရအောင်ဟင်ဟိုကြောင့်ရင်မူတွတ်ပြောလိုက်ကျွန်တော်တို့စစ်တဲ့ဝင်ကျင်လို့ပါလို့အဲ့လိုတွတ်ပြောရင်အဲ့ဒါကအပြင်နေရာကောင်းရအောင်ပဲအခုပတ်စံနေလဲကုန်အချိန်နေလဲကုန်လူတွေလဲပင်မစိတ်တွေလဲဆင်းရဲပြီးတော့ခိုးလန်းကနေပြီးတော့လူအပုံလိုက်အတက်လာကြီးကားထဲမှာကြက်ငဲ့တက်အပ်ပြီးတော့ငပိသိမ့်တယ်လို့ကချနာပူရီကိုပို့လိုက်တယ် ပြီးရပြီးတော့ထိုင်းရဲကလာဖမ်းသွားရောဟောထိုင်းရဲကလာဖမ်းပြီးဘဲပို့မင်းအောင်လိုက်လက်ထဲပို့တော့ပတ်ဆံလဲကုန်တယ်ချိန်လဲကုန်လူလဲပင်ပန်းနောက်ဆုံးမင်းအောင်လိုက်လက်ထဲပဲပြန်ရောက်သွားဘာလို့လို့လဲနဲဒီမှာစဉ်းစားရမှာကအုံနောက်ကလေဒီလောက်ကြားပြန့်တွေကိုဖမ်းနေတယ်ကြားပြန့်တွေကိုဖမ်းနေတယ်ထိုင်းကရင်နယ်စပ်မှာကြားပြန့်တွေကိုဒီလောက်ဖမ်းနေတယ်ဒီလမ်းကလာရင်ဘယ်ကောင်းမှမလွတ်ဘူး ဒီလမ်းကလာရင်ဘယ်ကောင်မှမဖြစ်လို့ဘူးဆိုတာတိတိကြီးတယ်ဘာဖြစ်လို့လာကြလဲကဲစဉ်းစားလေအခုဘောဘောပြောနေတာပြည်သူတွေအတွက်ပြောနေတာကရုဏာဒေါသတွေနဲ့ပြောနေတာဒီတော့ဘောဘုံတို့ဒီတော့အာပေါက်ခံအာရောက်ခံပြီးတော့အာဒီခိုင်းကိုလာရမယ်အကြောင်းတွေ TikTok မှာရော Facebook မှာရောပြောပြောပြောဘယ်သူမှသတင်းတွေမဖတ်ကြဘူး